မိုးတွေကတဲတဲမဲမဲရွာလို့နေတယ်အာကာတစ်ခွင်လုံးမိုးရိပ်တိမ်လိမ်များဖြင့်မှောင်မဲနေလေတော့တယ်ထို့စဉ်အထုပ်ဖူးများထန်း၍လူသုံးယောက်မှောင်ရိပ်ခု၍ရွာအပြင်တင်းကျိုင်းဘက်လမ်းမှာရှောက်လာတာကိုတွေ့ရတယ်ငါစိုးထိုးတဲ့လေပြင်းတိုက်တန်တို့ဖြင့်ပတ်ဝန်းကျင်တစ်ခုလုံးအမင်္ဂလာအတိဒလိုအခြေအနေမှာအပြင်ထွက်နေဖို့မဆိုထားပြီး လျက်ရောင်များဖြင့်အိမ်ထဲမှာပင်ကြောချမ်းနေလေတော့တယ်။ဤသို့သောအချိန်တွင်ထိုလူသုံးယောက်မှာအဘဲကြောင့်ရွာပြင်တင်းကျိုက်စီကိုဥတည်၍သွားနေပါသည်။အထုပ်ပိုးတွေဖြင့်အဘဲဆိုသောအကြံစည်းနှင့်ဥတီလာသည်လားမသိ။ထိုစဉ်လူသုံးယောက်တွင်ညိုညိုထွားထွားနှင့်လူမငထွန့်ပစ္စည်းတွေအကုန်ပါရဲ့လား။ဒီတခါအချီကြီးနော်တထေးသမီးကကဲပါအာစတီယာလာတာလာပါတည်တဲ့ကောင်မလေးကအစိမ့်တည်ဆိုတော့ကြောကအချမ်းသာဗျ။ ငါထုံးကပြောတော့ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ထိုးသူလူထွားထွားကြီးက တွေးတော့လဲဘာဖြစ်လဲကွာတို့မှသွားမယူရင် သူ့မှာပါတဲ့ပစ္စည်းမြေကြီးထဲမှာအကျိုးမဲ့နေတော့မှာပေါ့ကွာတို့ကအကျိုးရှိအောင်လို့အတုံးချပေးတာကွာဟုတ်တယ်ကွာတွေးလဲကြောက်စရာမရှိပါဘူးကွာ ကိုနောက်ကင်အလှလေးပါကွာဖိုးခက်ကယောက်ျားပြီပြီနှာတန်ဖြစ်ဝင်ပြောလိုက်လေတော့တယ်ခါတိုင်းအတွေ့အကြုံရှိပေမဲ့ဒီတခါထူးထူးခြားခြားကြောတဲ့နိုင်စိတ်နေလေတော့တယ်အပြေမှာမိုးတွေလေးတွေအရန်သဲထန်နေပြီမဲ့ရင်ထဲမှာအပူကိုတော့ကိုတိုင်းကတိနေတယ်ထိုးစင်အာအမလီမဲမဲတရံကြီးကဝေယုံမင်းနေကြတဲ့ကိုဝင်ရောက်ခါပြတ်ဝဲသွားလေတော့တယ်ယောက်ျားမဟုတ်တဲ့အတိုင်းမဲ့ငထွန်းရတော့ကြောင်ပါဟာကျွန်တော်လေရုတ်တရက်ဆိုတော့လန့်သွားတာပါဗျာ မင်းတော့စိတ်မခိုင်ရင်ခုတည်းကလှည့်ပြန်မပြန်ပါဘူးအာစတီယာယောက်ျားပဲငါတို့စိတ်ထဲတော့အတင်းကပြောရတော့လေလှည့်ပြန်ခြင်းစိတ်ကတော့ကြီးစိုးနေလေတော့တယ်ဒါပေမဲ့တယောက်ထဲလည်းမပြောင်းရင်ရွာနဲ့ကအတော်လှမ်းလာပြီလေတင်းချိုင်းကိုတောင်ပြပြလေးပဲမြင်ရတာသူ့ဘာရစာတဲလီနဘီကညောင်မင်းကြီးကိုကြိလိုက်ရင်လေညမောင်မောင်နဲ့တဆေတကောင်ကထိုင်နေသည်နဲ့တကယ်တော့ငါထုံးကလူယိုအဆွဲကောင်းတာရောမိဘတွေအခြေအနေကြောင့်ရောလိုက်တာလာရတာလာစားကအရက်လေးတမျက်များနဲ့စိတ်ထက်ကတော့တက်ချွာနေတာ အခုတော့ကြောက်စိတ်တွေတော့လှမ်းမိုးနေပြီခုလာတာကဟိုးလုံခဲ့တဲ့၃ရက်ခန့်ကကိုင်းတော်သွားရင်နဲ့ပိုးထီသေးဆုံးသွားတယ်ရွာကကောင်းအောင်ကိုင်းဖြစ်တဲ့ရွာမြန်တော်ဖုံးလို့ပြောရမယ်ဆိုရင်လည်းမမဘူးပေါ့တော်တထီပေါ့ဥခင်ရွှေဒေါ်မီလေးတို့ရဲ့တူဦးတဲ့သောသမီးလေးရုပ်ရည်ကလည်းချောတနော့ကပါပြည့်စုံတော့အရာရာကလည်းပြည့်ပြည့်စုံတဲ့ကောင်မလေးပေါ့ကံမကောင်းရှာသူလေးပါပိုးထီပြီးကိုင်းတော်ထဲမှာပဲအသက်ပြောက်သွားတာမို့ရွာပြင်တင်းကျိုင်းစရက်မှာပင်တရဏကုံတင်တချူလိုက်ကြရတယ်မိဘနှစ်ပါးမှတူဦးသေးသောသမီးလေးအတွက်ရင်ချိုးမရတာမို့ မီးလေးပိုင်ဆိုင်သမျှရွှေငွေလက်ဝဲရတနာအလုံးကိုထည့်သွင်းမြုပ်နှံပေးလိုက်ခြင်းပဲဖြစ်တယ်။ဒီတဲ့င်းကြတော့အာစတိနဲ့ဖိုးကတ်ဆရာတပည့်နှစ်ယောက်ကသူ့ကိုအဖို့ဆက်ကြတယ်။ယမင်းခင်ရဲ့အုတ်ခုကိုဖောက်ပစ္စည်းယူမယ်ပေါ့။သူပထမတော့ငင်းမှသေးတယ်။နောက်တော့သူကလေးတွေနဲ့မွေးကန်ဒီဖွားကန်ဒီမိမမိဘလေးမျက်နှာကြောင့်လက်ခံလိုက်ရတယ်။ရုတ်တရက်ခွေးဥတံများကြောင့်ငထွန်းအတွေးစာများကပြတ်တောက်သွားလေတော့လေဟေး တင်းကြိုင်းဝါတော်ရောက်နေပြီပဲညမောင်မောင်အောက်တွင်ထီထီကြီးတရှိနေတဲ့တင်းကြိုင်းကြီးမှခြောက်ခြားဝဲအတီးကဲတင်းကြိုင်းတော်ရောက်ပြီအုတ်ကူရှာကြမယ်ဟေးဒီဘက်ထင်တယ်ဖိုးခက်ဓမိထုတ်တခြားလိုက်ထုံးမနေနဲ့နော်ဒီတင်းကြိုင်းကရွာ300ချားမှာဆိုတော့မတော်မီရော်ကိုမြင်ပြီးတော့ထွက်လာရင်ငါတို့ပြေးပေါက်ပိတ်နေုံပဲငါထုံး တန်တွင်းကိုယူဂူဖြုံမယ်သူတို့ခေါင်းဆောင်ကညှော်ချားနေမှခဏကွာမေးတော့မလို့ကွင်းပိုင်ကိုပတာရအောင်မယ်ပြောပြောဆူဆူနဲ့အသင့်ယူလာတော့မုတ်အချုံများနဲ့ဖျောင်းနိုင်ဆိုင်ခါဘာတွေပြောနေသည်လဲတော့မသိ။ကဲရပြီတူးတော့ကြောက်မနေကြနဲ့နော်ရဲရဲသာတူးကြောက်မနေနဲ့ဆိုပေမဲ့လက်မှာချွေးတွေလားရည်လားမပြောတဲ့ရွှဲဆွဲကိုဆိုနေတော့တယ်။မိုးကလည်းတဲနေရမှတဖြောက်ဖြောက်သာကြာနေတော့တယ်။အပြင်အင်္ဂရိသားတွေကတော့ အုတ်ချက်တွေကိုတန်တရွင်နဲ့ကော်ထုတ်ရတာလွယ်လာတယ်။အာစတီလည်းဗဇက်ဖြစ်ပြောနေရမှကိုယ်တိုင်မှပါဝင်လာတော့တယ်။ဖိုးခတ်ဆိုတဲ့ကောင်းကလည်းပိန်းနေအဖြစ်ရှိတဲ့ကောင်မဟုတ်တာမို့ဓမီထိုးပြရုံအုတ်ခွာချရုံထိဘာမှထူးခြားတာလည်းမတွေ့သေး။တလားနာရောက်တော့အပုံနဲ့ကလည်းလှိုင်လာတယ်။ဖြီးနံလိုက်တာကွာ။ထုံငင်ကြီးတော့အာစတီကလူသေးပဲကွာ။မွှေးတယ်ပဲရှိပါမလဲကွာ။ဖဲ့ မင်းထွက်တော့ငါတလွားခွာတော့မယ်တော်တော်အတွေ့အကြုံများတယ်ထင်တယ်မြန်လဲမြန်ပါပျော်ပျော်ဆူဆူနဲ့တလားဖုံးကိုဆွဲခွာလိုက်တော့အပုံနဲ့နဲ့အတူမြင်လိုက်ရတာကြောင့်ငါထုံးမှာဖင်ထိုင်လဲကြသွားလီတော့တယ်ကိုနောက်ကင်ရွာအလားလေးယမင်းခင်ဆိုတာသုံးရက်အတွင်းမျက်နာကပုတ်ပွားဖူးယောင်ပြီးဘိုက်ကြီးကလည်းဖောင်းပွားနေလေတော့တယ်မျိုးလုံးကလည်းပြုတ်ထွက်နေပြီးနှကန်းသားနှပီးမှာတော့ဘာကောင်ကြိုက်ထားတယ်မသိအသားမရှိပဲတဖုံးအရင်တွေကိုမြင်နေရလေတော့တယ်အာစတီတယောက်အလောင်းကောင်ထည့်ထားတဲ့တလားတွေကိုဟိုနိုင်ဒီနိုင်နဲ့အလုံများနေလေတော့တယ်ဟာတွေ့ပြီကွာ သမီးကိုတကယ်ချစ်တဲ့မိဘတွေပဲထွက်လိုက်တော့မှမနှဲဘူးဗျာအာစတိပြာတော့ပစ္စည်းတွေကိုကြည့်ရင်းနဲ့အလောင်းကောင်အားသူရောဖိုးခင်မှာတရင်ကမေ့လျော်သွားလေတော့လေအောင်မီကွာအောင်မီဟာ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 သူတို့သုံးယောက်သားရေမောနေစဉ်လေပြင်းကြီးတစ်ချက်ကဝှေ့ရမ်းသွားလေတော့လေသူတို့ရေတန်ဆုံးတဲ့အချိန်မဆုံးသောနောက်ဆက်တွဲရေတန်ကြီးကြောင့်နောက်သူလှည့်ကြည့်လိုက်စင်မှာ ရမင်းခင်အာအုတ်ဂူဘော်တွင်ထိုင်လျက်သာတွေ့လိုက်ရလေတော့တယ်။တီးတဲ့ရက်ကအင်ဂျီနဲ့အကောင်တိုင်းလှလှပပတွေ့လိုက်ရတော့တုံးယောက်သားမြင်သက်သွားလေတော့တယ်။ရမင်းခင်မနင်းတို့ဘာလုပ်တာလဲ။ငါမိပါဒီငါ့ကိုပေးထားတဲ့အမွေခုထားခဲ့။မထားခဲ့နိုင်ဘူး။နင်းကတင်နေတဲ့သူဒီပစ္စည်းတွေနဲ့နေပါလို့လို့ရမှာတော့။အာစတိကပြောတော့တရဲမှရမင်းခင်ကကြိကြသေးတာပေါ့။ တဖြည်းဖြည်းရေနေရာမှာခொနကအလောင်းကောင်ယုံကြည်ပေါက်လာကအုတ်ကူထဲမှာလွှားကနေခုံအုတ်ကအာစတိကိုဖမ်းအုပ်လိုက်လေတော့တယ်ငထိုးနဲ့ဖိုးခန့်မှာဘယ်လိုကြံခဲ့သည်တတိမထားမီတော့အာအမလီကြောက်ပါပြီဗျာရွာတဲ့ဘက်ကိုတချို့လှစ်ပြေးတာရွာတဲ့မိခင်လှဲ့တဲ့ရှေ့ရောက်ကနှစ်ယောက်သားတတိလက်သွားလေတော့ဒလိုးနဲ့ဆရာခေါ်မန်းမုတ်တတိရလာတော့နှစ်ယောက်သားကအပြစ်ကိုဝင်ခံကရွာသားအချို့နဲ့ရွာပြင်တင်းကြိုင်းကိုသွား၍တချို့ကလည်းဆရာတော်တွေသွားပင်ကြလေတော့တယ် ဥခင်ရွှေတို့အိမ်ကလည်းအကြောင်းကြားလိုက်တဲ့ဖြစ်တင်းချိုင်းသူလိုက်လာလေတော့တယ်။ဆရာတော်ဥခင်ရွှေတို့ဇနီးမောင်နှံနဲ့ငထုံးဖိုးခတ်တို့ကရွာသားများနဲ့အတူတင်းချိုင်းကိုရောက်တော့မနက်6နာရီဝေလင်းဝေလင်းအချိန်မင်္ဂလာမနက်ခင်းမှာအမင်္ဂလာမြင်ကွင်း လက်တဖက်၌ရွှေငွေလဝတ်ရတနာများကင်ကအသက်ပြောက်နေသောသူတို့ခေါင်းဆောင်အာစတီနှင့်ဟာလာဟင်းလင်းဖြစ်နေတဲ့တလားခေါင်းထဲတွင်ပဂတိအသွင်းဖြစ်တေစင်ကအတိုင်လှပနေစေရှိတဲ့ယမင်းခင်အလောင်းကိုတွေ့လိုက်ရလေတော့တယ်။ညကပုတ်ပွားနေတဲ့အလောင်းကဘဲရောက်သွားပါလေ။ဥခင်ရွှေမှာတမီးလေးရဲ့အဖေတို့ကတမီးလေးကိုချစ်လို့တမီးလေးပိုင်ဆိုင်တာတွေအကုန်လုံးပေးလိုက်တာလောဘကြောင့်လူတယောက်လဲအသက်ဆုံးရှုံးသွားရပြီ သမီးလည်းမကြွမလို့ဖြစ်ပါလေကွယ်ဖေဖေတို့ဒီပစ္စည်းတွေကိုလှူပြီးအမြဝေပါတယ်သမီးလေးလည်းတာတို့ခေါ်ပါကွယ်ထို့နောက်ယမင်းငယ်အလောင်းအာဂူပြန်သွင်း၍အာစတီလည်းတင်းချိုင်းမှာပင်တကြိုလိုက်ရရလေတော့တယ်နောက်နေ့အတွင်းမှာတော့ဥခင်ရှူတို့အိမ်၌အလှဝဲချင်းပါ၍ငထုံးနဲ့ဖိုခက်ကမိမိတို့အပြင်အာဝင်ခံတောင်းမှန်ကဖိုခက်ကတင်ငန်းစီလိုက်လေတော့တယ်ယမင်းခင်ရဲ့ပစ္စည်းတွေကိုတန်ဃာရဲ့ဝေယဝက်ဆာဖြင့်လှူ၍တာတို့ခေါ်စီလေတယ်တကယ်တော့တေဆုံးသူနောက်ဘာပစ္စည်းမှမပါနိုင်ပါဘူး တယောစင်မကုံလို့အစစ်ထဲ့ခြင်းနဲ့ဆိုရင်တော့ကောင်းမှုကုသိုလ်လေးတွေဖြစ်ပါစေလို့ဆန္ဒပြုရင်းဇလဲလေးကဒီမာရင်ပြီးဆုံးသွားပါပြီရှင်ဇလဲလေးကိုရေးသားပေးတဲ့မွေးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်